အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့တရုတ်နိုင်ငံကပေးရတဲ့အသင်းတက်ဆင်အသုံးပြုနိုင်တဲ့ရုံကန်နဲ့ရုံသုံးပစ္စည်းတွေကိုအသုံးပြုပြီးစစ်ကောက်စီဝန်ထမ်းတွေ ရုံတက်တော့မယ်ဆိုတဲ့သတင်းမှာအင်းအပြင်းမြင်ကလေးန်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့စစ်ကောက်စီရဲ့ရုံကန်တွေကိုအစာထုတ်အသုံးပြုနိုင်ဖို့တရုတ်နိုင်ငံကပေးပို့တဲ့အသင်းတက်ဆင်အသုံးပြုနိုင်တဲ့ရုံကန်နဲ့ရုံသုံးပစ္စည်းတွေနေပြည်တော်ကိုရောက်ရှိလာပြီလို့စစ်ကောက်စီဘက်ကဒီကနေ့မေလ9ရက်နေ့မှာတရယဝင်းသတင်းထုတ်ပြန်ပါတယ် တရုတ်အစိုးရကစစ်ကောင်စီအတွက်အသင့်တက်ဆင်အသုံးပြုနိုင်တဲ့ရုံကန်340ကို ထောက်ပံ့ပေးခဲ့တာဖြစ်ပြီးနေပြည်တော်ကိုပထမတော့အဖြစ်တရုတ်ရှစ်လုံးရောက်ရှိလာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကယ်ဆယ်ရေးခေါင်းဆောင်အောက်ကနေပေးပို့ခဲ့တဲ့ရုံငန်းတွေကိုတရုတ်အစိုးရကရန်ကုန်တိလဝါစက်ကန်းကိုပေးပို့ခဲ့ပြီးတိလဝါစက်ကန်းကနေတဆင်းမြေထားရဲ54တွင်နဲ့နေပြည်တော်ရွာတော်ဘူးတော်ကိုတည်ဆောင်ခဲ့ပြီးနောက်စစ်ကောင်စီရဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လဲနေရချထားရေးဝန်ကြီးနဲ့အဖွဲ့ကတွားရောက်ကြည့်ရှုခဲ့တယ်လို့ဆိုပါတယ်ရောက်ရှိလာတဲ့အတင်းသုံးရုံငန်းတွေကိုစစ်ကောင်စီရဲ့ဝန်ကြီးဌာနရုံငန်းတွေအဖြစ်အသုံးပြုနိုင်ဖို့ကုန်နေက16စီနဲ့တင်ဆောင်က ်ခွဲရင်းချထားတဲ့အတိုင်းပေးသွားမှာဖြစ်ပြီးလက်ရှိမှာတော့ကွန်တိန်နာတက်တာတွေကိုဥပဒတာတန်တိဈေးတော်ရှိရှိတပေါင်းခွင့်မှနေရာချထားတယ်လို့သိရပါဗျ။ ရောက်ရှိလာတဲ့အသင်သုံးယာယီယုံတွေကိုပြည်ထောင်စုတရားလွတ်တော်ချုပ်ယုံကို25လုံးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံယုံကို9လုံးနိုင်ငံသားရေးဝန်ကြီးဌာနကို အလုံး30နဲ့တရားစောက်သားနဲ့တဘာဝပတ်ဝန်းကျင်ထိန်သိမ်းဝန်ကြီးဌာနကို44လုံးဖြန့်ဝေနေရချထားပေးခဲ့တယ်လို့သိရပြီးကြန့်ရှိတဲ့၄လုံးအသုံးပြုမဲ့နေရာကိုတော့မသိရှိရသေးပါဘူး တရုတ်ဆိုရကထောက်ပံ့ပေးတဲ့အသင်းသုံးယာယီရုံးခန်းအရေးအတွက်ဟာအလုံးရင်340ဖြစ်ပြီးနေပြည်တော်ကိုပထမတော့အဖြစ်တရရှစ်လုံးရောက်ရှိလာခဲ့တဲ့အထက်ကတရလေးလုံးကိုစစ်ကောင်စီအာဏာတည်မြဲရေးနဲ့စစ်ကောင်စီအလို့ကျလှုပ်ဆောင်ပေးနေတဲ့ဝန်ကြီးဌာနတွေကိုခွဲဝေပေးထားတာကိုစစ်ကောင်စီရဲ့စီရင်စရာတွေအရသိရပြီးကြန့်ရှိနေသေးတဲ့236လုံးကိုဘယ်ဌာနတွေကိုခွဲဝေအသုံးပြုခွင့်ပေးမလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးရှင်။ကျမနွယ်နွယ်ပါ